Hey, hi, how are you? ဒီနေ့မှာစကားလုံးအစမ်းလေးတစ်ခု ကိုတူလေးလာကြည့်ကြရအောင်เนาะ Dicey Dicey သူက Dice ကနေလာတာဆိုတော့သူ့ရဲ့အတိတ်ပဲလေးကဘယ်လိုဖြစ်မလဲ answer လုံးကိုလှည့်လိုက်ရင်ဘယ်နာမည်ကြမလဲဆိုတာကြိုတင်ခန့်မှန်းလို့မရနိုင်တယ်လို့မျိုးပဲတခုခုကဘာဖြစ်မလဲဆိုတာမသိနိုင်တဲ့အခါအန္တရာယ်ရှိကောင်းရှိနိုင်တယ်လို့ပြောချင်ရင် dicey ကိုသုံးလို့ရပါတယ်ဥပမာ walking on a slippery floor is dicey Walking on a slippery floor is dicey. ချောင်းရဲ့ကျမြော်မှာလမ်းလျှောက်တာကအန္တရာယ်ဖြစ်နိုင်ပါတယ်။ The weather looks dicey, so we might need to cancel the picnic. The weather looks dicey, so we might need to cancel the picnic. ရာသီဥတုကခက်မှန်းရခက်နေဆိုတော့ငါတို့ပျော်ပွဲစားကိုဖျက်လိုက်ရမယ်ထင်တယ်။အဲဆိုရင်ဒီအသုံးအနှုန်းလေးကိုရအောင်ကြမယ်လို့ထင်ပါတယ်။ See you again.